တော့အကူအီးကိုစောဘုံဟင်းအကြောင်းလေးကတော့အားလုံးသိတဲ့အတိုင်းပဲဇွန်လ၂ရက်နေ့ကနေပြီးတော့စတင်ပြီးတော့ဒါတောင်ရှိသူတွေရဲ့အဲခေါ်ယူစစ်စစ်မေးမြန်းခြင်းကိုခံယူနေစေကာလဖြစ်ပါတယ်အဲဗီဒီယိုအဟောင်းတွေတင်တာတွေပြီးရင်ဟလာဟိုလွတ်မြောက်လာပြီးတော့ဘာလို့ဒါတွေကတရင်တုံတရင်မားတွေပဲဖြစ်ပါတယ်အဲကျွန်တော်တို့ကတော့ဒါကိုအီးကိုစောဘုံဟင်းရဲ့မိသားစုတွေနဲ့တိုက်ရိုက်အဆက်အသွယ်ရှိပါတယ်တိုက်ရိုက်အဆက်အသွယ်ရှိတဲ့အတွက်ကြောင့်မလို့ဟို ဲ့ကိုဇော်ဖုန်းရဲ့သတင်းမှအခြေအနေလေးကိုကျွန်တော်တို့ update update ပြီးအများအားသိပါတယ်။အဲကျွန်တော်တို့ကိုဇော်ဖုန်းအကြွေရဲ့လွတ်မြောက်လာခဲ့တဲ့ရှင်ရင်တော့မှကျွန်တော်တို့ channel ကနေပြီးကျွန်မ channel ကနေပြီးတော့ဥဆုံးသတင်းဟိုအတိပေးပေးပါမယ်။အပြီးတော့အခုကတော့ဒါလက်ရှိအခြေအနေရပါတော့။အကောင်လုံးလက်တည့်ရဲ့အတိုင်းပါပဲဟိုဒါမင်းတို့တတိတိနေရောဒီဒီစကားပြောနေရအကောင်လုံးတည့်ရဲ့အတိုင်းပဲဟိုခုအနေနဲ့ကတော့ဒါဝစီကန်နဲ့ ကျူးလွန်နေတဲ့အဖြစ်တွေတော့ရှိချင်ရှိပါလိမ့်မယ်။နောက်ရှိလည်းရှိပါသေးတယ်။အဲ့တော့အဲ့ဒီပြစ်မှုပြစ်ဒဏ်တွေအတွက်ကတော့ဟိုဥပဒေအရအရေးယူခံရနိုင်တာမျိုးအခြေအနေတော့ရှိတာပေါ့နော်။ဆိုတော့ဒီကာယကံနဲ့ပတ်သက်ပြီးတော့အပြစ်ဒဏ်တွေရှိလိမ့်မယ်လို့တော့ကျမတို့တော့မထင်ဘူးပေါ့။ဒါပေမဲ့ဒါကျမတယောက်တည်းယူဆချက်ပါ။အဲ့တော့ဟိုအခြေအနေအကြောင်းအရာတွေဘလို့ရှိတယ်။ဘာပြစ်မှုတွေကျူးလွန်နေဘလို့တွေဖြစ်တယ်ဆိုတာကတော့လက်ရှိမှာဒါတာဝန်ရှိသူတွေဆက်စည်းနေတဲ့အပိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့တာဝန်ရှိသူတွေအနေနဲ့ ဟိုအတိပေးထုတ်ပြန်လာမှပဲအဲကျမတို့သိရမယ့်အနေထားတော့ဖြစ်တယ်အဲဒါကြောင့်မလို့အဲ့ဒီအခြေအနေလေးနဲ့ပတ်သက်ပြီးတော့ဗောနောအကောင်းမွန်ဆုံးအခြေအနေတစ်ခုဖြစ်အောင်လို့အားလုံးဝိုင်းပြီးတော့ဟိုဆုတောင်းပေးကြတာလွယ်လို့ကျမတို့လည်းတခြားဘာမှတတ်နိုင်တဲ့အနေထားတော့မရှိပါအကြောင်းကိစ္စလေးတစ်ခုကိုနည်းနည်းပြောချင်တယ်ဗျာနိုင်ငံတော်အစိုးရနဲ့တော့မဆိုင်ပါဘူးအဲဒီကတော့ဘောမတွေခေစကားနဲ့ပြောရင်ဘောမတွေ နာတော့ဘောမရတာလည်းပြဿနာမရှိပါဘူးဒီဘက်ကထမိန်ချုံတာလည်းပြဿနာမရှိပါဘူးဒါကယုံကြည်မှုပေါ့ကိုအားပေးတဲ့ကိုဘက်ကိုဘက်အယုံကြည်အားပေးတာပဲဒီအဆင့်ကပြဿနာမရှိဘောမရတဲ့ထမိန်ချုံတာကကိုဘက်ကိုဘက်ပြဿနာမရှိဘူးဒါကလက်ခံနိုင်တယ်အဲ့ဒီအဆင့်ထက်ကျော်ပြီးတော့မှရောဘာရဲ့ဘောငုံနဲ့ဘောဘောဆုပ်တဲ့အဆင့်ဟာထမိန်ချုံတာကိုကောင်းကောင်းယူယူသားသားမချုံမဲနဲ့အဲအထဲထဲမှာအမျိုးမျိုးဒီလိုဒီဒါတွေကြတော့နည်းနည်းအဆင့်လွန်သွားတာနည်းနည်းများသွားတာပေါ့ ။ဘာကြောင့်လဲဆိုတော့အဲ့ဒီကိစ္စကနိုင်ငံတော်နဲ့ပြည်သူရဲ့အကျိုးစီးပွားကိုတခါလေကြတော့အဲထိခိုက်နိုင်တဲ့အခြေအနေမျိုးလဲဖြစ်သွားနိုင်တယ်။ဘာကြောင့်လဲ။အမရာလောက်ခြုံနာလောက်ကပြဿနာမရှိဘူး။ခုနကတော့လို့သွားလုပေးလိုက်လို့ရှိရင်ဟိုဘက်ကတာယာတော့တာယာသွားတော့အဲသူလုံးသမ ्या အဲသူဆုံးပြသမ ्या အကုန်လုံးအဟုတ်ပဲထင်နေတော့နော်ငါဘရောမမမတော့ငါလုံးသမ ्या အမအငြင်းမှန်နေတယ်လို့ဖြစ်သွားတာ။ခင်ဗျားတို့သမျောက်ပြီးနေတာ။အဲ့လိုဖြစ်တယ်ဗျာ။ ခင်ဗျားတို့အာမာရာလေးချုံတာပဲဖြစ်ဖြစ်ဥကြလကမာရာချုံတာလွန်သွားရင်ပြောတာအဲ့ဒီခုနကပြောတဲ့ဟိုတစ်ဖက်ကตายရပြီးတော့သူလုံးသမ ्या အဟုတ်အကုန်ထင်တော့တာအဲ့တူဘရောမမတက်ဘူးဒီလိုဖြစ်သွားတာဆိုတော့အဲ့ဒီကိစ္စကတချို့မှတချို့အခြေအနေမှာပြည်သူနဲ့အဲဒီတိုင်းပြည်ရဲ့နဲ့ပြည်သူအကျိုးအထိကိုင်းနိုင်တယ်အဲ့ဒါမျိုးကြတော့ကျွန်တော်တို့ကအမင်းနဲ့များသွားပြီဒီလိုမျိုးမြင်တာပေါ့ အဒီ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 မတာပင့်တာကိုအဲဒီလိုမျိုးဟိုကချုံတာကိုမင်းနည်းနည်းတော့ညားသွားပြီဒီလိုမျိုးအဲ့တော့ညားသွားပြီဆိုတော့ဘာဖြစ်လဲကိုနေတော့မဆိုင်ပါဘူးတို့ရင်မဲ့ခုနကတော့အဲ့လိုလောက်ရကဟိုဘက်ကိုအဲတခါတလေမှာအတန်းကြီးနဲ့ပြည်သူရဲ့အကျိုးအဲထိခိုက်နိုင်တယ်ထိခိုက်နိုင်တဲ့အတွက်အဲ့ဒါကြတော့ကိုနေနည်းနည်းဆိုင်တယ်လို့ဖြစ်တာပေါ့ကိုကအဲ့ဒါမျိုးမဖြစ်စေချင်တဲ့လူဆိုတော့အဲ့ကြောင့်မို့ဒီနေ့မှာဟလာဘောမာတဲ့လူရောမကြပါ သမိန်ချုပ်တဲ့သူတွေလည်းခြုံကြပါဒါကအားပေးတယ်ကိုယ့်ရဲ့ယုံကြည်ရပဲဒီအဆင့်ကတိုင်းပြည်အတွက်ဘာမှပြဿနာမရှိဘူးသူပဲကိုယ့်ပဲโอเคနေရင်ပြီးတာပဲအဲ့ဒီထက်အဆင့်တက်ပြီးတော့မှဟုတ်လားဟိုတစ်ဖက်ကိုအမြောက်မလွန်နဲ့ပေါ့ဗျာကျွန်တော်သိစေချင်တာခင်ဗျားတို့ကအဲထိမ့်ကြောက်ရမှာတကယ်တမ်းကျတော့ကိုအားပေးတဲ့ကိုချစ်ခင်နှစ်သက်တဲ့ခေါင်းဆောင်တွေအင်အားစုတွေအလွယ်အမှားတွေမများရအောင်ကျွန်တော်တို့က ထိမ့်ကြောင်ရမှာချစ်ရင်ထိမ့်ကြောင်ရမှာအခုလုံးသမားညောင်းမပြီးနဲ့အဲ့ဒါဆိုရင်တိုင်းပြည်တော့မကောင်းဘူးအနည်းဆက်ဆိုဥပမာအနေနဲ့ဒီဘက်က NLD ပါတီနဲ့ NLD ခေါင်းဆောင်ဒေါ်စန်းစုကြည်ဆိုအဲ့ဒီနေရာနဲ့ကျွန်တော်ပြောပါတယ်ခင်ဗျားတို့ဒေါ်စန်းစုကြည်အဲငါတော့လို့ဒီစုံတစ်ခုဖြစ်တယ် NLD ပါတီအဲဒီစုံတစ်ခုဖြစ်တယ်ဆိုလို့ရှိရင်ခင်ဗျားတို့ရဲ့ပရိသတ်တွေပဲတာဝန်ရှိတာလို့။ဘာကြောက်လဲ။ခင်ဗျားတို့အမြောက်ပေးနေတာထိန်းကြောင်းတာမှမဟုတ်ဘူး။ကိုကောင်းဆောင်ကိုပါတီ အဲဒီတွေမှာရှိတဲ့နိုင်ငံရေးခေါင်းဆောင်တွေသူ့တော်ကိုယ်စားလှယ်တွေစတဲ့ဖြစ်ပေါ့လမ်းမလွှဲရလမ်းလွှဲမရောက်ရအောင်အမားတွေမလုပ်ရအောင်တမန်တော်ထိန်းကြောင်းပေးရမှာအဲ့ဒါလည်းမထိန်းကြောင်းတမန်တော်ကတမိန်ချုပ်ပြီးတော့မှဟိုဘက်ကတာရအောင်အဲ့ဒီမှာကလိအမျိုးမျိုးကလိပေးနေတဲ့အခါကျတော့ဟိုဘက်တာရပြီးတော့သူတို့သူတို့ကိုသူတို့အဟုတ်ထိန်ပြီးတော့မှအမားယူနေလို့တော့နောက်ဆုံးမှာအဲ့ဒီ energy party လက်အခုအချိန်နေပေါ့ဗျာခင်ဗျားတို့အားလုံးပြည်ပြီးသားပါဒါဒီလိုပဲ အဲဒေါ်ဆန်းစုကြည်တို့လည်းလူအချင်းငယ်တွေနဲ့ကြုံရတာအဲ့ဒါကခင်ဗျားတို့အင်ရီပရိသတ်တွေမှာပဲအဓိကတာဝန်ရှိတယ်ကျွန်တော်တို့ကတာဝန်ကြည့်တယ်ကျွန်တော်တို့တာဝန်ကြည့်တယ်ဒါကိုကျွန်တော်ကငကိုတွေကနဲ့ပြည်သူကြကြထောက်ပြခဲ့တာ2020ရွေးကောက်ပွဲမဖြစ်ခင်ရ2019လောက်တည်းကနဲ့ကျွန်တော်ဒီကိစ္စလေးကိုအချိန်နှစ်ချိန်ပြောဦးတယ်ကြုံရင်ကြုံသူလို့လည်းကျွန်တော်ကထောက်ပြတယ် ထိုင်နင်းဝေကိုလူမှုကွန်ရက်ပေါ်တွင်ဝေဖန်ခဲ့သော မော်ရယ်အေဂျင်စီပိုင်ရှင်ဂျွန်လွင်ကိုစစ်တပ်ကခေါ်ယူစစ်ဆေးဟုဆိုရန်ကုန်မြို့ရှိနမဲကျော်မော်ရယ်အေဂျင်စီပိုင်ရှင်ဂျွန်လွင်ကိုစစ်တပ်ကခေါ်ယူစစ်ဆေးလျက်ရှိကြောင်းစစ်တပ်လော်ဘီ Telegram Channel ကသတင်းဖော်ပြလာသည် ဇွန်လ၄ရက်နေ့ညပိုင်းပြည်ပမှရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိခဲ့ပြီးနောက်ဂျွန်လွင်ကိုစစ်တပ်ကခေါ်ယူစစ်ဆေးနေခြင်းဖြစ်ပြီးစစ်တပ်လော်ပီတဲလီဂရန်ဤသတင်းဖော်ပြချက်အရအဆိုတော်ချန်ချန်ရောင်းချသည့်ဂုံပစ္စည်းများကိုဝယ်ယူသည့်ဆိုသောသတင်းများကြောင့်ခေါ်ယူစစ်ဆေးခြင်းဖြစ်ကြောင်းသိရှိရသည်သူပြောင်းနေတယ်ဆိုတာတော့သတိထားမိတယ်အခုခေါ်ပြီးစစ်ဆေးနေတယ်ဆိုတာသိရတော့စိတ်မကောင်းဘူး သူကသူ့အမေကိုအယမ်းချစ်အယမ်းကယူဆိုင်တဲ့သူပါသူ့အမေကလည်းသူ့သားကိုအယမ်းချစ်တော့မြန်မြန်ပြန်လုပ်ပါစေဆုတောင်းပါတယ်ဟုရန်ကုန်မြို့မှာရုပ်ရှင်လောကသားတအူးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည် အခြားရုပ်ရှင်လောကသားတဦးကစစ်တပ်ကဂျွန်လွင်ကိုခေါ်ယူစစ်ဆေးမှုသည်စစ်တပ်ဘက်တော်သားခိုင်နှင်းဝေကိုဂျွန်လွင်ကလူမှုကွန်ရက်ပေါ်မှတဆင့်ဝေဖန်ခဲ့မှုကြောင့်အဓိကဖြစ်နိုင်ပြီးခိုင်နှင်းဝေကိုမှားလွှဲသောအလူငွေ29သိန်းပြန်လွှဲပေးရန်ခိုင်နှင်းဝေကိုဝေဖန်သော post များကိုဂျွန်လွင်ကလူမှုကွန်ရက်မှတဆင့်အကြိမ်ကြီးများစွာရှယ်ခဲ့ကြောင်းသိရှိရသည်ဂျွန်လွင်ကခိုင်နှင်းဝေကိုတဲဆော်ပြီးစိန်ခေါ်ပြီးခိုင်နှင်းဝေမူမမှန်တဲ့အကြောင်းတွေကိုတောက်လျှောက်ရှယ်ခဲ့တာ အဲ့ဒါကြောင့်ထင်တာပဲဟုအခြားရုပ်ရှင်လောကသားကရှင်းပြသည်မေလ26ရက်နေ့ဂျွန်လင်က ခိုင်နေဝေနေဖြင့်မှားလွဲလာသောအလူငွေ29သိန်းကိုချက်ချင်းပြန်ပေးတင်ကြောင်းဝေဖန်ရေးသားခဲ့သည်လူပီတရင်ပြီးပြီးတစ်ချိန်ကအယံလေးစားတယ်ငါတို့မလုံနိုင်မသွားနိုင်တဲ့နေရာတွေသူပင်ပန်းခံပြီးလုံနိုင်နေဆိုပြီးတအားလေးစားခဲ့ပါတယ်အခုတော့29သိန်းကျော်တော်တေကရက်မှာ ဒီလောက်အသေးစိတ်ရှင်းပြတာတောင်မျက်နှာပြောင်းတိုက်ပြီးဝန်ထမ်းကတမျိုးအမျိုးမျိုးတွေဆိုတော့တခုတော့တိထားစေချင်ပါတယ်။နှက်ပြီကြွချင်တဲ့သူကသူဖာသူလွတ်လန်းရှာပါလိမ့်မယ်စီကုပ်ပြီးနှက်ပြီတခိုင်းရလောက်အောင်ထိတီလာတွေမိုးမချုပ်စေချင်ဘူး။တရားဝင်ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းကိုတရားဝင်ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းကိုဝင်စစ်ဆေးလို့ရတယ်ဆိုတာတိထားစေချင်တဲ့လူတွေကဖြဲဖြဲပြတိုင်းကြောက်ရအောင်မင်းမဲ့တိုင်းပြည်လည်းမဟုတ်ဟုဂျွန်လင်ကသူ၏လူမှုကွန်ရက်တွင် မေလာ26ရက်နေ့ကရေးသားခဲ့သည်။ မြန်မာနိုင်ငံတွင်ရေဘေးငလင်ဘေးအပါအဝင်ဘေးဒုက္ခများကိုခိုင်နှင်းဝေကပြည်သူလူထုထံမှအလူငွေများကောက်ယူပြန်လည်လူဒန်းဆောင်ရွက်ရာတွင်စစ်တပ်နှင့်ပူးပေါင်း၍ဒေသအာဏာပိုင်များမှတဆင့်လူဒန်းချင်းပြည်သူလူထုကလူဒန်းသောငွေများကိုနေမြေကန်အာဏာပိုင်များထံသို့တိုက်ရိုက်လွှဲအပ်ခြင်းစစ်တပ်နှင့်ပတ်သက်သောအခမ်းအနားများသို့တက်ရောက်ခြင်းစစ်တပ်ထောက်ခံသော policy ကားများတွင်တက်တက်ကြွကြွပါဝင်တရုတ်ဆောင်ခြင်းတို့ကြောင့်စစ်တပ်ဘက်တော်သားအဖြစ်တတ်မှတ်ဝေဖန်မှုများရုပ်ရှင်အတိုင်းအတူများတိုင်းနှင့်ပြည်သူများကြားတွင်ထွက်ပေါ်လျက်ရှိသည် အဲဒီတိုင်းပဲဖြစ်လာတာပဲလေနော်အဲ့ဒါကဘာမှမဟုတ်ဘူးခင်ဗျားတို့ကအဲထမိန်ချုံနဲ့အဆင့်ထက်ပို့ပြီးတော့မှတဆင့်တက်လိုက်လို့ဘက်ကตายရပြီးတော့အမားတွေလောက်တာဒုက္ခရောက်တယ်အခုလည်းဒီလိုပဲပေါ့ဒီဘက်မှာလည်းဘောမားတာပြဿနာမရှိဘူးမကြပါကျွန်တော်ကအပြစ်မပြောဘူးနော်ဒါတဘာဝပဲလေနော်ဘိုးပေမဲ့အမားတဲ့အဆင့်ထက်ကြော်ပြီးတော့မှခုနတော့လို့ตายရအောင်သွားမလုပ်နဲ့ตายရအောင်လုပ်လို့ရှိရင်အဲ့မှာตายရပြီးတော့ငါလို့ခင်ဗျား ဟုတ်လားဥစ္စာဖြစ်မှန်တယ်ငါဘယ်တော့မှမမတတ်တဲ့သူအဲဒီလိုမျိုးတွေဖြစ်တာဖြစ်သွားနိုင်တာပေါ့ဗျာလူတွေကလူရဲ့တဘာဝအရာပြောတာပါနော်လူရဲ့စိတ်တဘာဝအရာအဲ့လိုဖြစ်နိုင်ကျွန်တော်တို့ထိန်းကြောင်းရမှာအဲ့တော့မင်းအောင်ပါလေမင်းအောင်ပါကောင်လေလို့ဒီလိုမျိုးကျွန်တော်ကောက်မိလို့ရတာပေါ့ဟုတ်လားအဲ့ဒါဆိုမင်းအောင်ထမိန်ကြုံလားဘောမလားဒီလိုမျိုးတွေကျွန်တော်ကောက်မိလို့ရတာမဟုတ်ဘူးကျွန်တော်ပြောပြသားပဲဒီဒီကိစ္စတွေလည်းတစ်ချိန်တစ်ချိန်ပြောဘူးလေကျွန်တော်ကဘောမလည်းမဟုတ်ထမိန်ကြုံလည်းမဟုတ်ပါလေ ဲ့ဗောရိန်ပေါ်တူဂီတနတ်အဗောရိန်ပေါ်တူဂီတနတ်ဆိုတာဗာလဲဗောရိန်ဆိုတာတော့ခင်ဗျားတို့သဘောပေါက်ပါတယ်ပေါ်တူဂီတနတ်ပေါ်တူဂီတနတ်ဆိုတာကဒီလိုပြည့်လို့ရှိရင်ဖောက်ကနေမြည်တယ်ကွဲလို့ရှိရင်ထိန်ကနေကွဲတာပေါ့အဲ့တော့ပေါ်တူဂီတနတ်ကိုပြည့်လိုက်လို့ရှိရင်ဖောက်ထိန်ဆိုပြီးတော့ဒီလိုမျိုးကွဲအဲ့တော့ကျွန်တော်ကဖောက်ထိန်ဗောရိန်ဖောက်ထိန်နော်ခင်ဗျားတို့ဘယ်ကောင်းသားပဲဖြစ်ဘယ်ပါတီပဲဖြစ်ဖြစ်ဘယ်အင်အားစုပဲဖြစ်ဖြစ်ကျွန်တော်အောင်မြင်စေချင်တယ် သူတို့ရဲ့အောင်မြင်ခြင်းဒီပါတီတွေနိုင်ငံရေးခေါင်းဆောင်တွေဟုတ်လားသူတို့ရဲ့အောင်မြင်ခြင်းဟာတိုင်းပြည်ရဲ့အောင်မြင်ခြင်းနဲ့ဆက်ဆက်နေတယ်သူတို့အောင်မြင်တယ်ဆိုမှတိုင်းပြည်ကအရှိကိုခရီးရောက်မှာပေါ့သူတို့ကအခုလိုကြဆုံနေရင်ကျွန်တော်တို့လည်းဒုက္ခပင်လေတယ်မှလေတယ်အဲ့တော့သူတို့အောင်မြင်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကထိန်းကြောက်မှရမှာနော်ခုနကတော့အဲပင့်နေဘောမာနေခြုံနေုံနဲ့လည်းမရဘူးပြီးလို့ရှိရင်ကတော့မာနေမာနေခြုံနေရနေပြီးတော့မှ အဲငုံနဲ့စုပ်တဲ့အဲအဲအစင်းတွေပေါ့ဗျာကတော့ဗျာအဲ့လိုမျိုးအစင်းတွေလိုက်လို့လို့လည်းမရဘူး။ဘာပဲလုပ်ရမှာလဲဆိုတော့ထိန်းကြောက်ရမယ်။ကျွန်တော်လူမျိုးခင်ဗျားတို့ဘောရင်အဲပေါ်တူဂီတနတ်လုပ်ရမှာပေါ့ဗျာနော်ဒီသဘောရှိတယ်ကျွန်တော်ကဘောရင်ပေါ်တူဂီတနတ်ပေါ့။အဲ့တော့ခင်ဗျားတို့အဲ့လိုတွေအစင်းလုံပြီးတော့မှအဲအရင်ညှောက်ပြီးတော့မှညှောက်ပင်းပြီးတော့မှညှောက်ပေးနေတဲ့ခါကျတော့သူကအမြောက်ဝေးတက်အောင်ကတာကတော့ဗျာနော်အဲ့လိုတွေဖြစ်ကုန်ဖြစ်ကုန်တော့တချို့ ကိစ္စတွေမှာအမားယူနေဖြစ်ပြီးတော့မှပြည်သူနစ်နာတာတိုင်းပြည်နစ်နာတာတွေဖြစ်နိုင်တယ်။အဲကြောင့်မို့ကျွန်တော်ခင်ဗျားတို့ဒီနေ့မှာအဲဘောမကြပါထမိန်ချုံကြပါယတနာမရှိဘူးဥနာတော်လို့တော့မလုံးကြပါနဲ့လို့ကျွန်တော်ကအဲပြောနေတာဒီနေ့မှာဆိုတော့ဒီကနေ့ခင်ဗျားတို့အဲ့ဒီဒီကနေ့နဲ့ပြောရင်တော့ဟလာဥနာတော်ကဘောမတွေအမလုံးတဲ့ကိစ္စပေါ့ဗျာနော်အမလုံးတဲ့ကိစ္စ အလုပ်သမီးအမှန်နဲ့ပညာဆိုတော့ဘုရားတို့ဒီဝိတောက်ကားတွေဝိတောက်ဆိုင်ကြီးတွေကိစ္စနဲ့ပတ်သက်ပြီးတော့ဟာအကုန်ဖမ်းချင်းလည်းအကုန်ဖမ်းပြည့်ဘာညာတွေလဲကျွန်တော်တွေ့တယ်ဗျာနော်ဒီလိုမျိုးတွေရှိတယ်အဘအလုပ်သမီးအမှန်နဲ့အဲဒီလိုမျိုးပေါ့ငါတို့အဘလုပ်တဲ့အကုန်မှန်တယ်ဒီလိုမျိုးတွေပေါ့ဒီလိုမျိုးဖြစ်တဲ့ခါကျတော့ကုန်ဖမ်းပြည့်ဆိုတော့ဟောကျွန်တော်စဉ်းစားတယ်မင်းတို့ကဘာဖြစ်လို့ဝိတောက်ကားကြီးလဲဝိတောက်ဆိုင်ကြီးလဲဖမ်းမှာပေါ့ဖမ်းအကုန်ဖမ်းဒီလိုမျိုးတွေဖြစ်တယ်ဗျာကျွန်တော်ဒီအော်လူတွေတော်တော်ခက်တာပဲ အဲ့တော့အဲ့တော့ခင်ဗျားတို့ပြောတဲ့စကားနဲ့မေးတဲ့မေးခွန်းနဲ့ပဲကျွန်တော်ကနည်းနည်းလေးပြန်ပြောချင်တာပေါ့မင်းတို့ဘာလို့ဝေးတောက်စီလဲဖမ်းပါပေါ့ဘာဖြစ်လို့ဝေးတောက်စီလဲနှစ်ချက်ရှိတယ်အကြောင်းတရားကပြည်သူတွေအခြေခံလက်လုပ်လက်စားပြည်သူတွေကြီးကပြောတာပေါ့ဗျာအပစံစီပြီးဝေးတောက်ကာစီတဲ့ကောင်တွေလည်းအများကြီးပဲအသေးသေးဒါကတော့တပိုင်းဒါကတော့သူတို့ကတော့ကျွန်တော်အမြင်မှာဒါလူပေါင်းရတယ်လို့ခေါ်တယ်နော်ဟိုဆင်းရဲသားတွေကြတော့တမျိုးမတူဘူးနော်ဒီတာမန်အခြေခံလူတန်းသားတွေရှိတယ်တချို့နိုင်ငံဝန်ထမ်းအများစုရှိတယ် ဲ့တော့သူတို့ကဒီဝိသောက်တွေဘာလို့ရှိလဲခင်ဗျားတို့မေးတဲ့မေးခွန်းကိုပဲအခုပြန်မေးပြီးတော့ကျွန်တော်ဖြေမလဲမင်းတို့ကဘာလို့ဝိသောက်တွေရှိလဲဝိသောက်ရှိတာကတော့ခင်ဗျားနိုင်စင်နိုင်စင်ဘိန်းနေမရှိနိုင်လို့ဝိသောက်ရှိရတာပေါ့ဗျာဟုတ်တယ်နော်လိုင်စင်ဘိန်းနေမရှိနိုင်လို့ဝိသောက်ရှိရတာပေါ့စစ်စင်လေးပဲလိုင်စင်ဘိန်းနေလိုင်စင်ကားတွေလိုင်စင်ဆိုင်ကယ်တွေဈေးဘယ်လောက်မြင့်လဲခင်ဗျားတို့ကြည့်လေကျွန်တော်အရာမှာသမီးလေးကျွန်တော်ဟိုမနေ့ကမေးကြည့်တယ်သမီးဆိုင်ကယ်ကအခုဆိုဘယ်လောက်လောက်ပေးရမလဲ လိုင်စင်ဘိန်းပေါ့လေနော်သူကတော့လွန်ခဲ့တဲ့အဲ၃နှစ်လောက်ခေတ်ကနေလိုင်စင်အဲလှုပ်ထတာပေါ့ကျောင်းသားတက်တဲ့ခါကျတော့ကျွန်တော်မေးကြည့်တယ်ဘယ်လောက်ဘယ်လောက်ရှိပြီလဲဒီဈေးကအဲ